ဒီနေ့ကောမှာမင်္ဂလာပွဲကျင်းပတော့မယ်ဟင်းဝင်ရံနဲ့ဆိုပြတဲ့စဉ်ပြိတက်ကြီးတို့ရင်ဒီမနက်ခင်းမှာတော့ပြိတက်ချစ်တော်မင်းသားချောဟင်းဝင်ရံရဲ့ကိုရီးကိုတာပွားအလဲပြောင်းချောင်းရရီနဲ့သူရဲ့ချစ်သူအကယ်ဒမီဆိုပြတဲ့စဉ်နဲ့ပတ်သက်တဲ့သတင်းကောင်းတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုဆိုရင်သရဏဦးရဲ့မင်္ဂလာဆောင်တဲ့ပုံလေးပါထွက်ပေါ်လာပြီဖြစ်တဲ့အတွက်ပြိသက်တွေချာမှာပိုးလို့တော်ရေပန်းစားနေပါပြီ။တစ်ချိန်တုန်းကမင်းသားချော်ဟင်းဝင်းရံနဲ့အစိုးရဝိုင်းစုခိုင်တိန်တို့ရဲ့အချစ်ဆန်လန်းဟာ မြန်မာနုပညာလောကမှာတော်တော်လေးကိုကြည်ရရခက်ခဲတာကိုအားလုံးမမီကြအောင်မယ်လို့ယုံကြည်ပါတယ်။အထူးသဖြင့်ဟင်ဝီယန်တယောက်ဝိုင်းစုခိုင်တိနေချစ်ကြပြီးခိုးရလိုက်ပြီးတဲ့အချိန်မှာ ဖခင်ဖြစ်သူဦးဝင်းကိုကသဘောမတူတာကြောင့်အနုနီနဲ့သားဖြစ်သူကိုပြန်လဲခေါ်ယူခဲ့ပြီးနောက်ဆုံးအဆက်အသွယ်ပါဖြစ်တော့ခိုင်းခဲ့တဲ့အထိလှောင်ဆောင်ခဲ့တာအားလုံးလည်းတည်ကြတဲ့အတိုင်းပါပဲ။ ဲ့ဒီအချိန်တော့ကဦးဝင်းကိုဟာဝိုင်းစုခိုင်တဲ့ကသူ့ချစ်သူနဲ့မခွဲဖို့အတွက်ဖုန်းနဲ့ဆက်ပြီးတောင်းပန်ခဲ့ပေမယ့်လုံးဝဆက်သွဲမပေးခဲ့ဘူးလို့တရင်နေပြန်နှံ့ခဲ့ပါတယ်။ဒါအပြင်အတန်ဖိုင်တွေပါလူမှုကွန်ရက်ပေါ်ပြန်နှံ့ခဲ့တာကြောင့်ပြည်သက်တွေကြားမှာဝေဖန်မှုတွေညှင်းတက်ခဲ့ရလဲရှိခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ဦးဝင်းကိုကအရင်ကကိစ္စရီဟာသူတို့အချင်းချင်းဖြစ်ခဲ့တဲ့ပြဿနာသားဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါဖြစ်သူကိုယ်တိုင်ကချစ်ကြိုက်တဲ့သူဆိုရင်သဘောတူပေမှဖြစ်တယ်လို့လည်းပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာပါ။ ဒါအပြင်ဒီနေ့မကုန်ခင်မှာပဲမင်္ဂလာသတင်းကြားရတော်မှာဖြစ်ကြောင်းအရေးမွဲပြောပြခဲ့ပြီးပရိသတ်တီဗီသားအမျိုးသမီးတဦးဖြစ်တာကြောင့်ဝမ်းသာကြပါလို့လည်းသူကဆိုခဲ့ပါတယ်အတွင်သတင်းတွေရဲ့ဖော်ပြချက်အရကတော့မင်းသားချော်ဟင်းဝင်းရဲ့မင်္ဂလာပွဲကိုအော်တိုဘားလာထဲမှာပြုလုပ်ပေးဖို့စီစဉ်ထားပြီးသူတို့သမီးကတော့ကယ်ဒမီမင်းသမီးချော်လီဆိုဖီသစင်ဖြစ်တယ်လို့သိရှိရပါတယ်ဟင်းဝင်းရဲ့ဖခင်ဖြစ်သူဦးဝင်းကိုအနေနဲ့ကသူတို့မိသားစုဟာအထက်တန်းဆက်ဆက်မိသားစုမဟုတ်ပဲအောက်ခြေကနေ ကိုအားကိုကိုပြီးတလာခဲ့တာကြောင့်ဘသူဘဝဖြစ်မှာဆိုပြီးတမန်ချက်နေတာဖြစ်သူရဲ့အခြေရေကိုကန့်သက်ချုပ်ချယ်ခဲ့တာမျိုးမရှိခဲ့ကြောင်းလဲထက်လောင်းပြောပြခဲ့ပါတယ်ဘလို့ပဲမချုပ်ချယ်ဘူးပြပြောင်းဝိုင်းစုခံသိနေကြသဘောမတူခဲ့တဲ့ဆိုပြေသစင်ကတော့ဖိုင်းကောင်း၆ဖိမိမကောင်းလေးတယောက်ဆိုတော့သဘောတူလိုက်တာဖြစ်မှာပါဆိုပြေသစင်ရဲ့ဖခင်ကတော့တိတ်သဘောမတူချင်ဘူးလို့သိရပါတယ်မကြသေးခင်ကမှာ ထာဝရဝင်းစင်ရဲ့အမတ်ခွနဲ့မနော်ဟယ်ရီဆိုင်ခွဲပြောင်းရွှေ့ဖွင့်လှစ်ပွဲမှာတေယောဆောင်ဟင်ဝရန်နဲ့ထက်စင်အကယ်ဒမီစုပြည့်သစင်တို့နဲ့တွေ့ဆုံမိမြန်ခဲ့ရမှာတော့ဟင်ဝရန်ကသရဏဦးရဲ့ချစ်ချင်းမြတာအကြောင်းကိုပွင့်ပွင့်လင်းလင်းရင်ဖွင့်ခဲ့ပါတယ်။ကျွန်တော်နေရအမြင်နဲ့ပျော်ရွှင်နေရတာကိုအကောင်ဆုံးလက်ဆောင်တစ်ခုလို့မြင်ပါတယ်။နေရကအချင်းချင်းစာနာတတာချင်းတူတယ်လို့စိတ်ချင်းလဲတူကြတယ်လေ။နေရအတူဆုံးဖို့လဲအများကြီးရှိပါတယ်လို့ဟင်ဝရန်ကပျော်ရွှင်ကြည်နူးစွာပြောပြခဲ့ပါတယ်။ သူကဆက်ပြီးကျွန်တော်တက်ဆိုပြေကမွေးနေ့လက်ဆောင်ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေဘာမှမဖြစ်ပါဘူးအဓိကကသူပျော်ရှင်နေဖို့ပါမယ်လို့လည်းပြောပြခဲ့ပါတယ်ဒီစကားတွေကသူတို့နှစ်ဦးရဲ့စိတ်ထားတွေတူညီမှုကိုဖော်ပြနေရပါပဲတဖက်မှာလေဆိုပြေသစင်ကိုဟင်းဝီရန်နဲ့ချစ်သူရင်းလောင်းဆွေမေခွန်းနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာတော့သူမကကိုဟင်းဝေရံနဲ့တွေ့ရခဲ့ရတဲ့အများကြီးပါပဲ။နေရာကိုတွေ့ပြီးပြိတ္တတွေကချစ်ပေးကြတယ်။အခုကတယောက်တည်းပဲမြင်နေရတာလေ ကိုသားငယ်ကအရန်အေးတယ်။တယောက်နဲ့တယောက်ကစာနာနေကြတာပဲ။ဆိုပြအသက်၁၆နှစ်ကလေးကအတူတူဆိုင်ရိုက်ခဲ့ကြတယ်။အရာရာကကံပါဝင်လို့ဖြေချခဲ့ပါတယ်။သူမရဲ့ဒီစကားတွေဟာပြည်သက်တွေကိုပို့ပြီးစိတ်ဝင်စားစေခဲ့ပါတယ်။ဆိုပြဘလို့ပဲဖုံဖုံခုဆိုရင်တော့သူတို့နဲ့ဦးရဲမင်္ဂလာပွဲအတွက်ကြိုတင်ပြင်ဆင်မှုတွေစတင်နေပြီဖြစ်ပြီးជីနုစီယာမင်္ဂလာဆောင်တဲ့ပုံရိပ်တွေကိုလည်းလူမှုကွန်ရက်စာမျက်နှာတွေမှာပြည်သက်တွေမြင်တွေ့နေရပြီဖြစ်ပါတယ်။ ဒီပုံတွေဟာသူတို့နှုတ်ဦးရဲ့မင်္ဂလာပွဲသတင်းကိုပို့ပြီးခိုင်မာစေတယ်လို့ပရိသတ်တွေကလည်းပုံမရင်ခွန်စေလို့ရှာစေခဲ့ပါတယ်။ပရိသတ်ဂျီရိုနေနဲ့မင်းသားချဟင်းဝရန်နဲ့ထက်စင်အကယ်ဒမီဆိုပြသစင်တို့ရဲ့ကြည်နွန်းစရာအခြေခီလန်ပေါ်ဘလို့များထင်မြင်ယူဆကြလဲနော်။သူတို့နှုတ်ဦးရဲ့မင်္ဂလာသတင်းကိုစောင့်မျှော်နေကြပြီလားဆိုတာလေးလဲပြောပြခဲ့ကြပါအောင်ရှင်။